အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audiobooks Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆရာကြီးတာယာမင်းဝီရဲ့ဆုံးကိုက်ခံရတဲ့တစ်တီးဆိုတဲ့စာအုပ်ထဲကလကွေမှတ်တမ်းဆိုတဲ့ကောင်းစဉ်လေးကိုဖတ်ပြပေးချင်ပါတယ်ရှင်။လကွေမှတ်တမ်းကိုနှကန်းကိုကိုက်ရှင်ဘက်ကိုဖောက်ပြီးနှလုံးသားထဲကနေထိုးအန်ချလိုက်တယ်။ပါပုံနာမဲတတ်တဲ့ မိုးကောင်းကင်ရဲ့ခြေတုပ်ခုံမှာတော့ကျွန်တော်တက်မရတော့ဘူးကျွန်တော်လူညံ့မယ်လို့တော့မယ်ငငယ်ကဆိုရင် ကျွန်တော်ဟာပုံပြင်တွေကိုတိတ်ကြိုက်ပါတယ်မိမိကလည်းပုံပြောကောင်းသူတစ်ယောက်ပါဒါပေမဲ့ညစဉ်ရက်ဆက်ဖြစ်လာတဲ့အခါမိမိမှာပုံပြင်ရှာလာပါတယ်သူပြောမှုတဲ့ပုံပြင်တွေကိုလည်းကျွန်တော်ကမှတ်မိနေကြတော့မိမိလည်းအခက်ကြုံရတာပေါ့တညမှာတော့အမေက ကျွန်တော်ကိုပုံပြင်မဟုတ်တဲ့အကြောင်းအရာတခုပြောပြလာတယ် အပြင်းမာတကယ်ဖြစ်ပျက်ခဲ့ပြီဘာကြောင့်ရဲ့လို့ဘသူကမှမဝေခွဲနိုင်နဲ့ကိစ္စလေးတရက်ပါအဲ့ဒီတဲကဇက်ကောင်ကဥပိုင်နွယ်တဲ့အမေတို့နေတဲ့ရွာကလေးမှာ ဥပိုင်နွယ်ဟာတူတီသောပညာတတ်ပါပဲမြို့ကိုခွာပြီးရွာမှာပြန်လာနေပြီမယ်ဘသူနဲ့မှမရင်နှီးအောင်တတိတတန်ရက်တီခဲ့ပါတယ်ဖော့ဖွားတို့အပါဝင် ရွာကလေးရဲ့လူကြီးသူမတွေဟာ သူ့ကိုနားမလဲခဲ့ကြပါဘူး သူဟာနှစ်ပေါင်းများစွာရွာကိုဆွန်ခွာပြီးဒစိမ့်ဆန်စွာရွာကိုပြန်ရောက်လာတဲ့သူပေါ့တက္ကသိုလ်ပညာတပိုင်းစာသင်ခဲ့ဘူးတဲ့ဆိုတဲ့သူအတွက်ရွာကလေးကဂုံယူမိပြီမယ်သူကတော့သူ့ကိုယ်သူပြန်သူဝှက်လွန်လာပါတယ်သူတဲကလေးဟာရွာအစုံမှာရှိပြီသူကညဘက်ကျမှလာရောက်ရှိရာသို့ထွက်လာတတ်ပါတယ်သူရဲ့ဘာကြီးဖြစ်သူက ရွာမှာပြေဆုံးပြီးဩစာညောင်းလွန်သူမုံ့ သူ့ရဲ့စာဝနေရေးဟာလည်းပူပန်ကြရမရှိခဲ့ပါဘူး။ဒါပေမဲ့သူ့ပကြီးကိုရိုင်းဟာလည်းသူ့အကြောင်းတွေးမိရင်ကွန်းအစ်ကြီးရှေ့ချပြီးကောင်းကိုသာရန်ခါနေတတ်ပါတယ်။ဥပိုင်တွေကတိတ်ကိုထူဆန်းနေ။ညကောင်းခင်မှာပုံတရံမျိုးမျိုးနဲ့တာနေခဲ့တဲ့လာမင်းကိုပဲသူကမြေပြင်ပေါ်ကနေကြွန့်ကြွန့်ဝေဝေကြည့်နေတတ်တယ်။အဲ့ဒါဟာတခါတလေမဟုတ်ဘူး။လကုံမြင်နေရတဲ့ညရီတိုင်းမှာပါပဲ။ နီးဆက်သူတယောက်စာနှစ်ယောက်စာကဘာကြောင့်လဲဆိုတဲ့အချို့အကြောင်းကို သူစီမေးကြည့်ကြပေမယ်။အဖေကိုတော့လုံးဝမသိခဲ့ပါဘူး။သူကတော့ညာပေါင်းများစွာမှ လာမင်းကိုသာငေးချီနေခဲ့တယ်။အဲ့ဒီလိုနဲ့သူတဲရှိကတစ်ပင်အိုဟာသူ့အတွက်လာမင်းမျှော်စင်ပမာဖြစ်နေခဲ့တယ်။သူဟာအရက်ရှိတယ်။အသားရည်ဖြူဝင်းဆုပ်ပြေတယ်။အမှုရာအဖြစ်တွေ့ပြောင်းနှုံညံ့မီအညိုရောင်ကိုအမြဲတမ်းလိုဝတ်တတ်တယ်။ အချင်းတစ်ခုလို့ပြောကြရရှိတာကတော့သူ့လက်ထဲမှာရိုးတန့်ရှိတယ်။မျက်ပင်လေးတစ်ပင်ကိုတစ်ချက်တစ်ချက်မှာပဲညာလှုပ်ရမ်းရင်းလာမင်းလေးကိုပဲစိတ်ထဲကနမ်းနေတတိန်။ဘာရင်မဟုတ်ပါပဲသူ့ဇလန်းကအလွမ်းဆန်နေ။တညမှာပဲဥပိုင်တွေဟာယောဂတစ်ခုနဲ့ဆုံးပါသွားပါတယ်။သူ့ဆုံးတဲ့ညမှာမြေပြင်ပေါ်ကဆက်ချဝရရဲ့နှင်းဆက်တွေကွာကြလာတယ်။ နောက်ဆုံးချိန်ထိသူဟာလာမင်းကိုငြိမ်သက်ငြိမ်မောနေခဲ့တယ်။သူတည်ဆုံးမိချိန်မှာလာယောင်ချီဟာ သူ့ရုပ်လောင်ပုံရွှန်းလဲဝေဝေရှိကြလာတယ်။သူဟာပညာရှိတွေလက်ထက်ကမဟင်းနီဝတ်တဲ့ကြပြတဲ့ပုံလိုပါပဲ။ရွာကလေးကိုခက်စစ်စလုံးတွေပေးခဲ့ပြီ။ပြန်မလာမဲ့အဝေခီးကိုထွက်သွားခဲ့ပါတော့တယ်။ပြီးတော့ဘာဆက်ဖြစ်လဲမင်း။အဲ့ဒါပဲလေတာရဲ့အမီးတို့လည်းဘာမှမသိဘူး။ဟာ ျွန်တော်ကတော့မကြေမချမ်းဖြစ်သွားမိပါတယ်။အဲ့ဒီညအိမ်ဆက်ချိန်မှာခေါင်းလေးဟာကျွန်တော်ကိုထန်ထားရတာခါတိုင်းထပ်ပိုလေးပါလိမ့်မယ်။အထွေးနဲ့နဲ့တွေခေါင်းထဲမှာလှည့်လဲချီတက်နေလို့ပေါ့။နောက်တော့လဲကျွန်တော်တပြေးပြေးနဲ့ဥပိုင်ွယ်ကိုမိသွားတယ်။လက်တွေ့ဆန်တဲ့လောကထဲမှာနေရောင်စီမီရောင်ကိုခိုးလုံးပွေဖယ်ရင်လရောင်ကြီးနဲ့ဝေးနေခဲ့တယ်။တိုက်ဆိုင်နာရှိမှဥပိုင်ွယ်ရဲ့အဖြစ်ကိုတတိယတတဲ့ ဂျာပေမဲ့နဲ့ပါလုံပါတယ်။အဲ့ဒီလိုနဲ့ခက်မှာဂျလစ်တဲ့ပတောက်ပင်ပေါက်လေးလိုပါပဲ။ကျွန်တော်လည်းတစတစအရွယ်ရောက်လာပါတော့တယ်။ကျွန်တော်မိသားစုကဆင်းရဲပါတယ်။မပြေလည်တဲ့စီးပွားရေးကိုချမ်းချမ်းတန်းတန်းရင်ဆိုင်ရင်ကျွန်တော်လည်းအယိုးရိခိုင်းလာခဲ့တယ်။ချုပ်တက်တဲ့အကြောင်းသားပေါ်ပါမှာကျွန်တော်တို့မမေ့နိုင်စရာတွေစီဝေလိုပါပဲ။ဂျာပေမဲ့မမေ့နိုင်ဆုံးညတညာကျွန်တော်ဘဝကိုပြောင်းပြန်လှမ်းပြခဲ့တဲ့ညတညာရှိခဲ့ပူပါတယ်။ အဲ့ဒီညမှာပဲမိုးပေါ်ကလာဟာအလိုလျောက်ပျောက်ကွယ်သွားတယ်။အဲ့ဒီညကတော့ကျွန်တော်တို့ဆယ်တန်းကျောင်းသားတွေစာမေးပွဲအောင်ခြင်းထွက်မယ်ညပါပဲ။ကျွန်တော်တို့မြို့ကလေးရဲ့အစင်လာရဆယ်တန်းတွေ အောင်ခြင်းထွက်ရင်မနက်ကြမှစာရွက်ကတ္တာမဟုတ်ပဲညကလေးကလော့စပီကာနဲ့အော်ခြင်းညပေးပါတယ်။ညနေဦးကလေးကမနက်ကြဆယ်တန်းတွေ အောင်ခြင်းထွက်မယ်ဆိုတဲ့တဲ့ရင်ဟာတစ်မျိုးလုံးကိုပြန်နှံလုံလို့ထားပါတယ်။ စပိန်တွေဟိုဟိုတီတီရှုပ်ရှက်ပြေးလွားပြီဆယ်တန်းဖြည့်ထားတဲ့ကြောင်သားတွေလည်းအုပ်လိုက်ရင်ခုန်နေကြပါပြီအမေကိုခွင်တောင်းပြီညီကိုမသိတဲ့တဲ့အချိန်မှာကျွန်တော်လမ်းပေါ်ထွက်လာခဲ့ပါတယ်လူရှင်းတဲ့လမ်းဘက်ကပတ်လျှောက်ရင်ကျွန်တော်တယောက်တည်းတုံတွင်တွင်တွေ့လာခဲ့တယ်ကျွန်တော်ရင်ထဲမှာလည်းအရက်ပြင်းတစ်ခွက်တောက်ထားသလိုပူရှာနေတယ်အဓိကကတော့အချက်၃ချက်ပါပဲနံပါတ်၁ကျွန်တော်တို့မြို့ကလေးမှာ ိတ်လှတဲ့ကောင်မလေးတယောက်ရှိတယ်။အဲ့ဒီကောင်မလေးဟာအစိမ်းရောင်ဖက်နှက်တွေကိုပဲစီးလေးရှိတယ်။အဲ့ဒီကောင်မလေးကို ကျွန်တော်ဖက်ကားညှိတွဲမိလာတော့ကောင်မလေးကကျွန်တော်ကိုစကားပြန်တယ်။ဒီဆယ်တန်းဆောင်မီဘွဲကိုထူးထူးချွန်းချွန်းအောင်ခဲ့ရင် သူစဉ်းစားပေးပါမယ်တဲ့။နံပါတ်၄ကျွန်တော်တို့ရဲ့ကျောင်းတော်မှာကျွန်တော်နဲ့စာပြိုင်ဖက်တွေရှိတယ်။ဆယ်တန်းတို့တပါဝဂုံထူးတွေတန်းစီထွက်ချင်းကြတယ်။ နှုတ်ကဖွင့်မပြောပေမဲ့စိတ်ထဲကနေစိန်ခေါ်ပွဲလို့နှွှဲခဲကြတယ်။အဲ့ဒီအတွက်ဖြေဟာလည်းမကြခင်တည်လာရတော့မှာပါ။မတဲမကွဲနာခြင်းမိတာက သူတို့ကချမ်းသာပြီးကျွန်တော်ကဆင်းရဲလွန်းတာကိုပါပဲ။ငွေကြေးကျူရှင်စာအုပ်စာတန်းဘဝပြည်လဲမှုအဆအဆရရမှာကျွန်တော်ဟာသူတို့ခြေပေါ်အောင်ရောက်နေပါတယ်။ကျွန်တော်ကအဖေလို့ကိုလုံနေချိန်မှာ သူတို့ကကျူရှင်တက်နေတယ်။ကျွန်တော်ကချင်းခွဲနေတဲ့အချိန်မှာ သူတို့ကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပြောနေပါပြီ။စာမင်းပွဲနည်းလို့သူတို့ကဆရာဝန်ခေါ်ပြီ။ကျမ်းမာရေးအတွက်စီစစ်ချိန်မှာကျွန်တော်ကမိသားစုအပေါ်ဝင်ွေအတွက်ရက်ွက်ထဲမှာမိခင်ဆောင်နေရပါတယ်။ပြန်ပွဲကတော့အချိန်နေကလေးတွေအဲ့ဒီလိုကွာနေပါတယ်။ညနာမှာမချီတီးပြုံထားပေးမယ်။ကျွန်တော်ရင်ထဲမှာနည်းနည်းကလေးမောနေမိပါတယ်။နံပါတ်3နောက်ဆုံးချက်ကအဆိုးဆုံးပါပဲတက္ကသိုလ်မှာဂန်ဂိုရီပွင့်တာကျွန်တော်အတွက်မပါဘူးထင်ပါရဲ့ လမ်းဆုံးကတော့ရွာကပြန်နေပါပြီ။ဒီဆောင်မင်းပွဲအောင်မင်းသွားလို့ရှိရင် ကျွန်တော်ရဲ့ចောင်းသားတက်တန်လည်းပြီးဆုံးသွားပါပြီ။အမေလက်တွေထမင်းဆက်ချနိုင်ဖို့ကျွန်တော်ခြေောက်တွေအလုရှာထွက်ရတော့မှာပါ။တာဝန်ယူနိုင်တဲ့အသည့်ရှိပေမယ့်သူများတကလို့တက်ကတူမတန်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်စိတ်ထဲမှာအလွန်လိုက်တွေမှိုင်းအီးနေခဲ့ပါတယ်။အဲ့ဒါပါပဲ။အဲ့ဒီအချိန်လေး၃ရက်အရအောင်စင်းလာနာထောင်ရတာပူလောင်ပြပြရှိရပါတယ်။ အဲ့ဒီညရဲ့သကောင်းလွန်ချိန်မှာကျွန်တော်ပါဝင်လူများစွာမြို့နယ်ပညာရေးမှူးရုံးရှင်မှရှိတယ်။တာဝန်ရှိသူတွေက Loss Speaker တွေကက်ဆက်တွေအသင်ပြနေတဲ့အချိန်မှာ လာနာထောင်နေသူတွေကလည်းနေမထီထိုင်မသာမငြိမ်မသက်ဖြစ်နေကြပါတယ်။အများအပြားတော့အုပ်စုလိုက်လာကြတယ်။ဆွေရီမျိုးတွေလည်းပါကြတယ်။ကျွန်တော်ကတော့တယောက်တည်းမောင်ရိပ်သေးတဲ့တနေရာမှာမတ်တည့်ရနေပါတယ်။အဲ့ဒီအချိန်မှာပဲ မုန်းဆက်ကလေးတွေရှက်ရှက်ကြလာတယ်။လူတွေထီးဖွင့်ကြောက်ကြ၊မုန်းခိုကြ၊ကိုပိုင်ကားလေးတွေလည်းပြန်ဝင်ကြ။နောက်မိုးတိတ်တော့ပြန်ထွက်လာကြ။ကျွန်တော်ကတော့မူလနေရာမှာပဲ။ကိုဘော်ကမိုးဆက်တွေကိုခါချလိုက်တယ်။မကြမီအောင်ရှင်တွေကြီးညာတော့မယ်။လူတွေကိုကျွန်တော်လိုက်ကြည့်နေမိတယ်။ကျွန်တော်ရဲ့အစိမ်းရောက်ဖဏန်းတဲ့ကောင်မလေးဟာကျွန်တော်အရွယ်ကောင်လေးတယောက်နဲ့ပြုံးရဲစကားဆိုနေပါတယ်။ကျွန်တော်ကိုတော့သူမြင်ပုံမရပါဘူး။ ျွန်တော်တို့ကိုစမ်းမကြည့်တော့ပဲမျက်လုံးလွှဲလိုက်တယ်။ဟိုနေရာဒီနေရာမှာတော့ចောင်းသားအုပ်စုများစွာဟာဘဲတက်ကတူမှာဘဲမိချာနဲ့စက်တက်တင်နေဆိုတာကိုတိုင်ပင်ကြတယ်။ကျွန်တော်တို့ကိုအားကြငေးမောနေချိန်မှာပဲကျွန်တော်အနာကို ရွှေချောင်းတော်ကမဟာပြိုင်ဖက်တွင်ရောက်လာပါတော့တယ်။ကျွန်တော်စိတ်ညစ်ပြီးသူတို့ဘေးကခွာလာခဲ့တယ်။အားငယ်တယ်လို့လို့နာကြီးတယ်လို့လည်းဖြစ်လာခဲ့တယ်။ဒီလူအုပ်ကြီးနဲ့ဝေးရကို ကျွန်တော်ထွက်လာခဲ့တော့တယ်။ အဲ့ဒီလိုနဲ့ကျွန်တော်ဟာရှင်းလင်းတိတ်ဆိတ်ပြီးအရင်တစ်ခါမှမရောက်ဘူးခဲ့တယ်။လမ်းချင်းကလေးတစ်ခုတည်းကိုရောက်သွားပါတယ်။လမ်းဘေးခုံလေးပေါ်မှာထိုင်မိမိုးပေါ်ကလာမင်းကို ကျွန်တော်ငြိကြည့်နေမိတယ်။တပ်ပြင်းနှင်းဝတ်နှင်းမုံအာယုံတွေရိုင်းကြွနေတဲ့ညကြာလိုက်ရင်ကျွန်တော်မျက်ရည်ကြာမိမယ်။ဘလောက်ကြာကြာလာမင်းကိုကျွန်တော်ငြိနေမိလဲမသိပါဘူး။နားထဲမှာပင်သက်ရှိုက်ခတ်တန်းကြာမိလို့လှည့်ကြည့်လိုက်တဲ့အခါမှာ ကျွန်တော်နဘေးမှာလူတယောက်ရောက်နေပါတယ်။ဟင်ကျွန်တော်တိတ်အံ့ဩသွားတယ်။အဲ့ဒီလူဟာအရက်ရွှေရွှေသားရည်ဖြူဝင်းဆိုပြေးတယ်။အညိုရဝတ်ဆင်ထားတယ်။သူ့လက်ထဲမှာရိုးတန့်ရှိတဲ့မျက်လေးတစ်ပင်ကိုကင်ထားတယ်။အဲ့ဒီမျက်ပင်လေးကိုလှုပ်ရမ်းပြီးလမ်းကလေးစီငေးကြည့်နေတယ်။ကျွန်တော်စိတ်ထဲမှာတစုံတရာကိုအလိုလိုတီးလိုက်ပြီးနှုတ်ကလည်းအမြင်ခေါ်လိုက်မိပါတယ်။ဥပိုင်နွယ် သူနုနုညံ့ညံ့လှဲ့ကြည့်ပါတယ်။တားကဦးကိုတိလား။ဟုတ်ဟုတ်ကဲ့တိပါတယ်။အမေကပြောပြပူပါတယ်။သူကောင်းငိတ်မီးမျက်နှာပြန်လွှဲသွားတယ်။သူကဦးပိုင်နှွဲဆိုတော့ကျွန်တော်ကတတိယပြီ။မိုးပေါ်ကလာမင်းကိုမော်ကြည့်မိတယ်။လာမင်းကပပဝင်တာလို့မင်းဘာဖြစ်လို့လာမင်းကိုကြည့်ကြည့်နေတာလဲ။ဟင်းအင်းဘာလို့မှမဟုတ်ပါဘူး။အဲ့ဒီမှာကျွန်တော်တတိထားလိုက်မိတာက သူဟာလာမင်းကိုလုံးဝမကြည့်တော့ဘူးဆိုတာပါပဲ။ဥကခုတော့လာမင်းကို မကြည့်တော့ဘူးနော်။အေးဟိုတော့ငါဘာဖြစ်လို့လဲဟင်။ကျွန်တော်ကိုပြောပြပါလားဥရဲ့။သူကမေပြုံးတစ်ချက်ကိုအတော်ကြာအောင်ပြုံးနေပါတယ်။နောက်တော့မှဥငငယ်ကလေးတို့ကပေါ့ကွာ။ဟုတ်ကဲ့။ထမင်းစာလုံးကိုတော့မေမေကပြောတယ်။မငုံနဲ့တဲ့။လာမင်းကြီးစီကထမင်းစီစံကိုရွှေလင်းပန်းနဲ့တောင်းပေးမယ်တဲ့။ ီးတော့တကယ်လဲအော်တောင်းတယ်။ဟုတ်ကဲ့။ဦးကတော့စောင့်နေတာပေါ့။လာမင်းကြီးစီကထမင်းစီစံတွေရွှေလင်းပန်းနဲ့လာမယ်ဆိုပြီးကြိတ်စောင့်နေတာပေါ့။အဲ့ဒီလိုနဲ့နှစ်တွေးကြသွားတယ်။ရောက်မလာဘူး။ကဘာမင်းနဲ့လာကခရီးမိုင်တွေကွာလွန်းလို့မရောက်သေးတာပဲ။လမ်းမှာကြာနေတာပဲ။တနေ့တော့ရောက်လာမှာပဲဆိုပြီးစိတ်ရှိရှိနဲ့ထပ်ဆောင်နေ။ဦးရဲ့အမေလည်းဆုံသွားတယ်။နောက်ထပ်နှစ်တွေးကြသွားတယ်။နောက်ဆုံးတော့ဦးလည်းတည်ဆုံခဲ့တယ်။ ထမင်းစီစံရွှေလင်းပန်းကတော့ရောက်မလာခဲ့ဘူးအဟင်းဥတည်ဆုံးတဲ့အချိန်မှာအဓိကကြားတဲ့ယောဂါကတော့အဲ့ဒီလာမင်းကင်စာပေါ့ကွာကျွန်တော်မချစ်မရဲဝင်ပြောမိတယ်ဥကလည်းခစ်ပညာတွေသိပြီးတော့သူကရဲပါသည်အဲ့ဒီလိုခစ်ပညာတွေသိအမြင်တွေကျလာတော့နေရအနှံ့ကထမင်းစီစံတွေရွှေလင်းပန်းတွေကိုပုံမြင်လာပြီးပုံမျောလင့်မိတာပေါ့ကွာကိုကလည်းလာမင်းကြီးစီကပုံရင်းမိတာပေါ့ ပြီးတော့သူကမျက်နှာကြည့်သွားပြီအဲ့ဒီတော့သားကိုဦးကတခုမှမယ်ဟုတ်ကဲ့လာမင်းစီကထမင်းစီဆန်းရွှေလင်းပန်းကိုဘယ်တော့မှမတောင်းနဲ့ကွာဘယ်တော့မှရမှာမဟုတ်ဘူးကျွန်တော်ဘာမှပြန်မပြောမိပါဘူးနှစ်ယောက်တည်းရှိတဲ့စကားဝိုင်းကလေးဟာတိတ်ဆိတ်သွားပါတယ်အတန်ကြာမှကျွန်တော်ကသူ့ကိုရုပ်ရှင်တွေဝတ္ထုတွေမှာပါနေကြစကားတခုပြောလိုက်တယ်ဒီလိုပေါ့ဦးရေလူဆိုတာမျောလင်းချက်နဲ့ရှင်တန်ရတာပေါ့ပါ သူကကျွန်တော်ကိုဖြတ်ခနဲလှဲကြည့်တယ်။တပြိုင်နက်တည်းမှာပဲသူ့လက်ထဲကရိုးတန်ရှည်မြက်ကလေးဟာလဲလွတ်ကျသွားတယ်။သူက ပြန်မကောက်တော့ဘဲငေးကြည့်နေရင်ကတက်ပြင်းရှည်ကြီးချတယ်။အင်းလူတွေကအဲ့ဒါပဲသိကြတယ်။အဲ့ဒီမျောလင်းချက်နဲ့ပြန်သေးနေရတာကိုတော့မသိကြဘူး။ဗျာလူဟာမျောလင်းမရင် မျောလင်းတလောက်ခံစားရတယ်။သူ့အတန်ကချိန်မွအက်ခွဲနေတယ်။မိုးကုတ်ဆက်ဝိုင်းကြီးတွေကိုစတယ်လို့မင်းမထင်ဘူးလား။ ထင်ပါတယ်အဲ့ဒီမိုးကုတ်စဝိုင်းကြီးစီရအောင်ရှောက်လို့ဖြစ်နိုင်မလားဟာဘယ်ဖြစ်နိုင်မလဲဦးရဲ့အင်းဟုတ်တယ်နော်မိုးကုတ်စဝိုင်းကြီးစီလမ်းရှောက်လို့ဘယ်တော့မှရောက်မှာမဟုတ်ဘူးတိုးလျှောက်တဲ့လောက်သူကလိုက်ရွေရှာနေမှာပဲလောကမှာမာယာယဉ်ကျေးမှုတွေရှိတယ်တာရဲ့တချို့ຢာတွေဟာမြင်ယုံနဲ့ပဲခြေနဲ့ယူရတယ်စုတ်ကင်ချင်းလို့မရဘူးအဲ့ဒီတော့လောကမှာအရာရာကိုမိုးကုတ်စဝိုင်းမြင်တာပြီးကြည့်နိုင်အောင်စူးစမ်းဖို့ တောင်ချွတ်တွေများရင်6ကမ်းပါတွေလည်းများတယ်။မျောလင့်ချက်တွေများရင်အမားပူဝင်တွေများလိမ့်မယ်။ဘာဘာကောမှမမျောလင့်ရင်ကောအူ။သူကချက်ချဲဝါဝါပြုံးနေ။ပြတ်သားတဲ့လေတန်းနေ။ဘာမှကိုမမျောလင့်ရင်ဘာမှကိုကြောက်စရာမလိုဘူးပေါ့။အိုး။သူကလှည့်ထွက်သွားတယ်။ခြေတံမကြားရဘူး။သူပျောက်ကွယ်သွားတယ်။ကျွန်တော်ချိန်ရခဲ့။တီဂျီရှင်လင်းတိတ်ဆိတ်ငိမ့်တဲ့ ျွန်တော်ရဲရင်လင်းဝေလျက်အဲ့ဒီနေရာကနေထားထွက်ပြီးမူလလူအုပ်ကြီးဘက်ကိုပြန်လျှောက်လာခဲ့တယ်။ကျွန်တော်ခြေလမ်းတွေကငြိမ်ချမ်းလွလန်နေတယ်။ကျွန်တော်စိတ်ဝိညာဉ်ကတုန်လှုပ်ချောက်ချမှုကင်ပါနေတယ်။ကိုကိုကတောက်ပနေတယ်လို့ခံစားရလို့ငုံကြည့်လိုက်တော့ရင်ထဲမှာကျဲတပွင်ပွင်နေတယ်။ညကျွန်တော်မော့ကြည့်နေရင်မှမိုးပေါ်ကလာမင်းကွဲသွားပါတယ်။အဲ့ဒီလိုနဲ့အားလုံးပြီးဆုံးသွားပါတယ်။အဲ့ဒီညဟာ ကျွန်တော်တော်တော်ဂမ်ဘီယာဆန်နေညာပါပဲကျွန်တော်လူမြောက်ရှင်တန်းခဲ့ပါပဲဘဝမှာနေတက်သေးတက်ခဲ့ပါပဲအဲ့ဒီနဲ့ဆယ်တန်းစာမေးပွဲကိုလည်းကျွန်တော်တောက်တောက်ပပအောင်မြင်ခဲ့ပါတယ်ဒါပေမဲ့အစိမ်းရောင်ဖနန်းနဲ့ကောင်းပါလေးစီတော့မသွားဖြစ်ပါဘူးနောက်တော့လည်းမင်းမီရော်ရော်ဖြစ်သွားပါတယ်အဲ့ဒီလိုနဲ့နှစ်တွေထပ်ကြာလာခဲ့ပါပြီကျွန်တော်ကပြားရီစာရီရေးတယ်ကျုံတဲ့အခါမဂဇင်းတွေကိုပေးပြီးမကြုံရင်လည်းမပေးဘူး အဲ့ဒီ driver ကိုမှမမျောလင့်တော့ပါဘူးလောကထဲမှာလှုပ်ရှားခြင်းလေတခါတခါမျောလင့်ချက်တွေပြဝေးစုပွက်နေတဲ့လူတွေကိုတွေ့သူတို့ရှင်တွေကလာမင်းကင်စာတော့ကျွန်တော်ကယူနာတော့တတ်မိပါရဲ့ကြားထဲမှာရေစရာလဲပြောရအောင်မယ်တနေ့တော့မိတ်ဆွေတယောက်စီအသွာဘူရာယုံမှာတိတ်လှတဲ့ကောင်မလေးတယောက်ကိုတွေ့တယ်သူကဖနှက်ပြလေးစီထားတယ်ကျွန်တော်ငေးကြည့်မိတော့သူကမျက်နှာကိုတစ်ဖက်လှည့်ပြလိုက်တယ် ကျွန်တော်ရေချင်သွားတာကြားပါပဲ။ဘဝမှာအခက်အခဲလေးတွေတွေ့တဲ့အခါ၊ตายရတဲ့ညတွေမှာလမ်းလျှောက်ထွက်ရင်၊လာမင်းကိုမော့ကြည့်မိတဲ့အခါ၊ရှဲကမောကကျွန်တော်ရွတ်ဆိုနေကြစာသားတစ်ပုဒ်ရှိတယ်။အဲ့ဒီကောင်မလေးနဲ့တွေ့တဲ့ညကအဲ့ဒီစာသားတွေကိုတန်ရာတွေထဲမှာခြာရေးလိုက်တာပေါ့။အော်၊မင်းကလာမင်းဆိုတဲ့ကောင်မလေးလား။ငါကတော့ချဲရိုးရဲ့ဖျားဖြစ်တယ်။လာမာယာညကိုငါတို့ခုတ်လှဲပြစ်ကြမယ်။ ဟုတ်ကဲ့ကျမခုဖပြပေးသွားတာကတော့ဆရာကြီးတာယာမင်းဝေရဲ့စုံကြိုက်ခံရတဲ့တစ်သည်ဆိုတဲ့စာအုပ်ထဲကလကွယ်မှတ်တမ်းဆိုတဲ့ကောင်းစင်လေးပဲဖြစ်ပါရဲ့ရှင် အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်